မြန်မာနိုင်ငံလူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလာရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့နိုဝင်ဘာလ18ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့စကိုင်းဖက်ဒရယ်ယူနစ်ရဲ့လှုပ်ဆောင်ချက်တွေဟာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်တည်ထောင်မှုအတွက် ဥဆောင်လမ်းပြကောင်းဖြစ်လာမယ်လို့ပြည်တော်စုဝန်ကြီးချုပ်ပြောကြားလိုက်တဲ့တဲ့။စကိုင်းဖက်ဒရယ်ယူနစ်ကစတမအချိန်ပုံမှန်အစည်းအဝေးပြုလုပ်ပြီးဂျာကာလာအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ယူနစ်လှတ်တော်အကြီးအကဲတို့ကိုခန့်အပ်တောင်းဝန်ပေးလိုက်တဲ့တဲ့။ KNU ဖန်ခရိုင်ထင်းချုံနယ်မြေအတွင်းအကြံဖတ်စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုခွင့်မပြုဘူးလို့အသိပေးထုတ်ပြန်လိုက်တဲ့တဲ့။ကျောက်ဖြူမြို့နယ်မှာအကျန်းဖတ်စေအုပ်စုရဲ့ကြေးရွာတွေကိုဖျက်အားပြင်းဘုံတွေနဲ့တိုက်ခိုက်နေတဲ့တဲ့ နှစ်ပေါင်းများစွာအကြောက်တရားနဲ့ဖိနှိပ်ထားတာတောင်ထူးခြားတဲ့တတိနဲ့ခုခံတိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေကိုလေးစားတယ်လို့ကိုထိန်လင်းပြောကြားလိုက်တဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်ဒေါ်လန်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်စကိုင်းဖက်ဒရယ်ယူနီရဲ့လှုပ်ဆောင်ချက်တွေဟာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်တည်ထောင်မှုအတွက်ဥဆောင်လမ်းပြကောင်ဖြစ်လာမယ်လို့ပြည်တော်စုဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ စကိုင်းဖက်ဒရယ်ယူနစ်ရဲ့လှုပ်ဆောင်ချက်တွေဟာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်တည်ထောင်မှုအတွက်ဥဆောင်လမ်းပြကောင်းဖြစ်လာမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကနိုဝင်ဘာလ18ရက်နေ့ကပြောကြားလိုက်ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စက်ထမအခြေမြောက်ပုံမှန်အစည်းအဝေးအခမ်းအနားမှာပြည်ထောင်စုဝန်ကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။စကိုင်းဖက်ဒရယ်ယူနစ်ရဲ့လှုပ်ဆောင်ချက်များဟာမြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်ကိုတည်ထောင်မှုအတွက် ဥဆောင်လမ်းပြကောင်းတစ်ခုဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်လိုမျိုးတခြားသောဖက်ဒရယ်ယူနစ်များလည်းစနစ်တကျတရားဝင်မှုရှိစွာဖွဲ့စည်းတည်ထောင်နိုင်မှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လိုအပ်တဲ့အကူအညီနဲ့ထောက်ခံမှုတွေကိုအမြဲတမ်းပေးသွားမှာ ဖြစ်ပါတယ်လို့ဒီနေရာကနေအခိုင်အမာကတိပြုလိုပါတယ်။ကျွန်တော်တို့အားလုံးဟာတစုတစည်းတဲ့အဖြစ်ရှေ့ဆက်ပြီးအာနာရှင်စနစ်ကိုအမြင့်ဖြတ်ကာ ပြည်သူတွေလူလားတောင်းတနေတဲ့ငြိမ်းချမ်းရေးတရားမျှတမှုနဲ့ Federal Democracy ကိုခိုင်မာစွာအုပ်မြစ်ချနိုင်လိမ့်မယ်ဆိုတာကိုလုံးဝယုံကြည်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်တာပါဒါပြင်ဩဂုတ်လအတွင်းမှာ စကိုင်းဖိုရမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတပိတ်အင်အားစုတွေနဲ့အစည်းအဝေးတွေဇက်တိုက်လှုပ်ဆောင်ခဲ့တာဟာနိုင်ငံရေးအရဆုံးဖြတ်ချက်ချမှတ်ရမှာပြည်သူ့စံနာနဲ့ပါတီနိုင်ငံရေး လူမှုအဖွဲ့အစည်းတွေရဲ့ကုစားပြုမှုကိုအလေးထားကြောင်းဖော်ပြနေတာပဲဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။အထူးသဖြင့် CDN နိုင်ငံဝန်ထမ်းများကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့တာဟာအစိုးရအဖွဲ့အတွက်စီမံခန့်ခွဲမှုနဲ့လူစွမ်းအားအရင်းမြစ်ကိုရယူရမှာလွှတ်တော်ရဲ့အမျှော်မြင်ကြီးမှုကိုမြင်သာစေပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။စကိုင်းလွတ်တော်ဟာဒေတာရင်းတည်ရှိနေတဲ့နာဂရှန်နီကတူကနန်ချင်းစတဲ့တိုင်းရင်းသားညီနောင် အစုအဖွဲ့များနဲ့အချင်းချင်းတွေ့ဆုံပြီးသူတို့ရဲ့ဆန္ဒသဘောထားတွေနဲ့ယူနစ်တီဆောက်ရေးလုပ်ငန်းစဉ်တွေကိုပေါင်းစည်းထည့်သွင်းနိုင်ခဲ့ပါတယ်။ဒါအပြင်စက်တင်ဘာလ29ရက်နေ့ကအင်အားစု9ဖွဲ့ပါဝင်တဲ့ဂျာကာလာအစိုးရအဖွဲ့စီစစ်ရွေးချယ်ရေးကော်မရှင်ကိုတရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါဗျ။အဲဒီနောက်မှာအမျိုးသားညီညွတ်ရေးအစိုးရနဲ့တွေ့ဆုံဆွေးနွေးပြီးရှေ့လုပ်ငန်းစဉ်တွေကိုအတူတကွပူးပေါင်းလှုပ်ဆောင်နိုင်ဖို့တိုင်ပင်ဆွေးနွေးခဲ့ကြသလို တရားဝင်မှု legitimacy အတွက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့လည်းဆွေးနွေးဆောင်ရွက်မှုတွေပြုလုပ်ခဲ့တာပါတယ်။ဒေါ်လင်းကာလအတွင်းပထမဦးဆုံး Federal Unit အစိုးရရန်နေရာတစ်ခု စနစ်တကျစတင် ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။စကိုင်း Federal Unit ကစတမအချိန်ပုံမှန်အစည်းအဝေးပြုလုပ်ပြီးဂျာကာလအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ Unit လွှတ်တော်အကြီးအကဲတို့ကိုခန့်အပ်တောင်းဝင်ပေးလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ စကိုင်းဖက်ဒရယ်ယူနစ်ကစက်တမအချိန်ပုံမှန်အစည်းအဝေးကိုနိုဝင်ဘာလ18ရက်နေ့ကမနက်7:00နာရီအချိန်မှာဗီဒီယိုကွန်ဖရင့်မှာတဆင့်ကျင်းပပြုလုပ်ခဲ့ပြီးဂျာကာလာအစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့ယူနစ်လွှတ်တော်အကြီးအကဲတို့ကိုခန့်အပ်တာဝန်ပေးခဲ့တယ်လို့သိရပါဗျ။အခမ်းအနားမှာဆေးရနာရှင်စနစ်ချုပ်ငင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်အသက်ပေးလှူသွားကြတဲ့ရဟန်းရှင်လူများ၊ကြောင်းသားပြည်သူများ CDN နိုင်ငံဝန်ထမ်းတွေနဲ့တိုက်ပွဲဝင်သူရဲကောင်းတွေကို၈၀စက္ကန့်ညီသက်အလေးပြုခဲ့ကြပါဗျ။ အရင်နောက်တဘာပီတူးကိုရွေးချယ်တင်မြောက်ခဲ့ပြီးစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တူးကအစည်းအဝေးတက်ရောက်နိုင်မှုအခြေအနေကိုတင်ပြတာနဲ့တဘာပတိကစထမအကြိမ်ပုံမှန်အစည်းအဝေးအထမြောက်ကြောင်းကြေညာတာကိုဆောင်ရွက်ခဲ့ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနဲ့ဒူဥက္ကဋ္ဌရွေးချယ်တင်မြောက်တာကိုလွှတ်တော်လုံထုံးလုံနီးနဲ့အညီဆောင်ရွက်ခဲ့ပြီးနောက်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးကနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါတယ်။ အရင်နောက်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စက်ထမအကြိမ်ပုံမှန်အစည်းအဝေးသို့ဧည့်သည်တော်အဖြစ်တက်ရောက်ကြီးမြင့်နေတီတောင်စုလွှတ်တော်နာယကဦးအောင်ကြည်ညွန်းအမျိုးသားညီညွတ်ရေးအစိုးရပြည်တော်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့အမျိုးသားညီညွတ်ရေးအတိုင်းမင်္ဂန်ကောင်စီမှကောင်စီဝင်ဦးတိုးကျော်လှိုင်တို့မှနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်အစည်းအစဉ်အရစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စက်ထမအကြိမ်ပုံမှန်အစည်းအဝေးသို့ကြီးမြင့်ဂုဏ်ပြုပေးပို့လာတဲ့တဝင်းလှော်တွေကိုမှတ်တမ်းတင်ကဆောင်ရွက်ခဲ့ပါတယ် အဲ့ဒီနောက်စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာယူနစ်အစိုးရအဖွဲ့ဝန်ကြီးချုပ်လောင်းရဲ့အမည်စီရင်ကိုလွှတ်တော်သို့တင်သွင်းတာနဲ့အတီးပြုတ်တဲ့လုပ်ငန်းစဉ်တွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်ခဲ့ကြပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးဦးကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌကစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုစားပြုကော်မတီရဲ့အမည်စီရင်ကိုလွှတ်တော်သို့ကြေညာကအတီးပြုတ်ခဲ့ကြပါတယ်။ အဒီနောဂျာကာလာစကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့စီစစ်ရွေးချယ်ရေးကော်မရှင်ရဲ့အဖွဲ့ဝင်နှစ်ဦးကိုလဲလှယ်အစားထိုးကအတီးပြုတ်မှတ်တမ်းတင်တာကိုဆက်လက်ဆောင်ရွက်ခဲ့ပြီးနောက်အစီအစဉ်အရစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌမှညီကုန်းချုပ်မှာစကားပြောကြားပြီးအစည်းအဝေးကိုရုပ်သိမ်းခဲ့ပါတယ်။ KNU ဖန်ခရိုင်ထင်းချုံနယ်မြေအတွင်းအကြမ်းဖက်ဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုခွင့်မပြုဘူးလို့အတီးပေးထုတ်ပြန်လိုက်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ အကြံပတ်ဆေးဥစုရဲ့အတူရောင်ရွေးကောက်ပွဲကိုကရင်အမျိုးသားအစည်းအရုံးဗဟိုရဲ့သဘောထားအတိုင်းရည်တည်မှာဖြစ်ပြီးဖအံခရိုင်တပ်မှခုနှစ်ထိန်းချုပ်နယ်မြေအတွင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ဘဲစန့်ကျင်သွားမယ်လို့ဒုသတူခရိုင်ကဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ KNU ဗဟိုအနေနဲ့အကြံပတ်ဆေးဥစုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲဟာဥပဒေကြောင်းအရတရားမဝင်တာပြည်သူအလုံးပေါဝင်နိုင်တဲ့အခြေအနေမှာမရှိတာ လိုအပ်သလိုအပြည့်ထုတ်နိုင်တဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြောင်းရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးလို့ဩဂုတ်လ26ရက်နေ့မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။ပြည်သူတွေအနေနဲ့ဆေးရနာရှင်သက်ဆိုးရှည်မဲ့အတူရောင်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်ခြင်းမပြုဘဲအကြမ်းမဖက်တဲ့နီးနဲ့ဆန့်ကျင်ခြင်းဖြင့်မိမိတို့ရဲ့ဆန္ဒမဲအားအလွဲသုံးစားပြုခွင့်မပေးရန်တိုက်တွန်းထားပါတယ်။အနာသိန်းအကြမ်းဖက်ဆေးအုပ်စုဟာပြည်သူလူထုနားလည်ရန်ခက်ခဲတဲ့ရှုပ်ထွေးတဲ့ရွေးကောက်ပွဲစနစ်နဲ့၎င်းတို့လူတို့အပြည့်ထုတ်နိုင်တဲ့ ီလက်ထရောနစ်နဲ့မဲပေးတဲ့လုပ်ငန်းစဉ်မှာတိကျမှန်ကန်မဲ့ရလက်မဟုတ်ဘူးလို့ဆိုပါရယ်။ဒါကြောင့်မဲဆန္ဒရှင်ပြည်သူလူထုရဲ့ဆန္ဒသဘောထားကိုအလွဲသုံးစားပြုတဲ့အတွက်အကြမ်းဖက်စစ်တပ်အလို့ကျအတုယောင်ရွေးကောက်ပွဲတာဖြစ်ကြောင်းပေါ်လွင်နေတယ်လို့ဒုသူခရိုင်ကသဘောထားထုတ်ပြန်ထားပါရယ်။ကျောက်ဖြူမြို့နယ်မှာအကျန်းဖတ်စေအုစုရဲ့ကြေးရွာတွေကိုဖျက်အားပြင်းဘုံတွေနဲ့တိုက်ခိုက်နေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ အရကပြည်ကြောက်ဖြူမြို့နယ်ကြောက်ကလေးရွာတွေကိုအကျန်းဖတ်ဆေးဥစုကဖျက်အားပြင်းဘုံတွေနဲ့နိုဝင်ဘာလ18ရက်နေ့မွန်လ12နှစ်အရွယ်အချိန်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့အရကတက်တော်သတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ဒါအပြင်ကြောက်ဖြူမြို့နယ်မင်းရက်တိုက်နယ်လိတ်တင်ကျေးရွာအတွင်းကိုလည်းနေ့လယ်12နှစ်အရွယ်အချိန်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လိတ်တင်ကျေးရွာစာတင်ကျောင်းတွင်ကြားရောက်ပေါက်ကွဲခဲ့ပါတယ်။အဲဒီနောက်ဆူဆိုက်ဒရုန်းတစ်စင်းနဲ့လည်း အဲ့ဒီစာတင်ကြောင်းကိုနေ့လယ်12:39နာရီမိနစ်အချိန်မှာထပ်မံတိုက်ခိုက်ခဲ့ရာစာတင်ကြောင်းမှာစာတင်ကြားနေကြတဲ့ចောင်းသားចောင်းသူတွေအချိန်မီရွှေပြောင်းနိုင်ခဲ့လို့သာအသက်သေဆုံးမှုနဲ့ဒဏ်ရာရမှုမရှိခဲ့ဘူးလို့သိရပါတယ်။စာတင်ကြောင်းအနီးတစ်ဝိုက်ရှိဝနကောင်တေဆုံးကစာတင်ကြောင်းအဆောက်အုံမှာထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့အရခတက်တော်သတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်ပါဗျ။ဒါအပြင်အကျန်းဖတ်စေအုစုကညနေ၄နာရီခွဲအချိန်မှာလည်းအမြင့်ကျွန်းတရာအနီးအနားကို ဝိုင်တွဲလီရင်နဲ့ဘုံအလုံး60ခန့်လာရောက်ကျချခဲ့ပါတယ်။နိုဝင်ဘာလ18ရက်နေ့ည8:00နာရီ18မိနစ်အချိန်မှာလဲမင်းရဲတိုက်နယ်ရှိမင်းရဲရွာနဲ့တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာများကိုလေကြောင်းမှဘုံကျဲတိုက်ခတ်ခဲ့ပါတယ်။ဇင်ချောင်းကမ်းခြေမျက်နှာစာအနီးမှာနေရာယူထားတဲ့ရန်သူစစ်သင်္ဘောနှစ်စီးပေါ်မှာလဲ လက်နက်ကြီးတွေနဲ့အထက်ဖော်ပြပါကြေးရွာများအတွင်းကို7:25မိနစ်အချိန်မှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိခိုက်သေးဆုံးဒဏ်ရာရရှိမှုကိုလောလောဆယ်မသိရသေးဘူးလို့အရခတ်တပ်တော်တရင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ပါတယ်။စစ်ရှုံးအကြမ်းဖက်စစ်ကော်မရှင်ကကြောက်ဖြူမျိုးနယ်ရှိကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာကြောင့်လေကြောင်းရန်ကိုပုံမိုသတိထားကြဖို့အရခတ်တပ်တော်ကထပ်မံအသိပေးထုတ်ပြန်ထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နှစ်ပေါင်းများစွာအကြောက်တရားနဲ့ဖိနှိပ်ထားတာတောင်ထူးခြားတဲ့တတိနဲ့ခုခံတိုက်ပွဲဝင်နေတဲ့မြမပြည်သူတွေကိုလေးစားတယ်လို့ကိုထိန်လင်းကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမပြည်သူတွေဟာအကြောက်တရားနဲ့အကြမ်းဖက်မှုတွေကိုနှစ်ပေါင်းများစွာခံနေရတော့လေထူးခြားတဲ့တတိနဲ့ခုခံတိုက်ပွဲဝင်နေတာကိုအစဉ်အမြဲလေးစားမိတယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ကင်အဲရစ်ခေါ်ကိုထိန်လင်းကပြောပါရတယ်။ ကနေဒါနိုင်ငံတိုရွန်တိုမြို့မှာမိခင်တော်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက်ဆုတောင်းခြင်းအခမ်းအနားတစ်ခုစုပေါင်းကျင်းပပေးကြတဲ့လူတိုင်းကိုအထူးကျေးဇူးတင်တယ်လို့တားဖြစ်သူကင်အဲရစ်ခေါ်ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်ကနေပြောပါဗျာ Hello everyone. Thank you for gathering here today for standing together in prayer and solidarity for my mother Duan San Suu Kyi and for all political prisoners still suffering in Burma. My mother once said, if you feel helpless, help someone. That spirit of compassion is what continues to keep hope alive in Burma. People help one another, share what little they have, and never give up, even when the world seems to turn away. For those of us who are far from Burma, our hearts are still there. We cannot be truly happy while our people live in fear, hunger, and pain. The suffering in Burma is our suffering too. But for peace to be restored and for Burma to heal, Meme must be free. She has always taught the real peace is built on freedom, justice, and compassion, not on oppression and silence. As long as she and others remain imprisoned, there can be no true peace, only control through fear. Each candle you hold tonight carries light across borders. It reminds our people that they are not forgotten. It reminds the world that peace for Burma will only be real when Burma and all political prisoners are free. From my heart, thank you for keeping the light and the hope of Burma alive. Chasing to my မြန်မာပြည်သူတွေဟာအကြောက်တရားနဲ့အကြမ်းဖက်မှုတွေကိုနှစ်ပေါင်းများစွာခံနေရတော့လေထူးခြားတဲ့တတိနဲ့ကုကံတိုက်ပွဲဝင်နေတာကိုသူအစဉ်အမြဲလေးစားမိတယ်လို့ဆိုပါရယ်ဖျောင်းနိုင်မီးလေးတပွင့်လင်းလာတိုင်းအတန်တန်ထွက်လာတိုင်းမြန်မာပြည်ပြန်လဲလွတ်မြောက်လာမယ်မျှော်လင့်ချက်ကပုံမူခိုင်မာစေပါတယ်လို့တားဖြစ်သူကင်အဲရစ်ခေါ်ကိုတိန်လင်းကသူ့ရဲ့လူမှုကွန်ရက်ကနေပြောပါရယ် ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ခြေမုံရီလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာအွန်လိုင်းလှိမြီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လန်ပြည်သူတွေကအွန်လိုင်းလှိမြီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြောင်ရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လံပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြောင်ရှုံရေးဆန္ဒပြသွေးကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့နိုဝင်ဘာလ18ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ Thank you.